ပချင်ကအတင်းရဲ့အကယ်ဒမီထွက်လေးဂါနာကိုပြန်လည်ပြင်မှတ်ထားလာတဲ့မန်ယူပရီးမီယားလိဂ်ကမန်ချက်စတာနဲ့တင်းကသူတို့ရဲ့အတင်းကယ်ဒမီထွက်ကစားမအောင်ဖြစ်ပြီးလက်ရှိမှာအဗရန်တင်းရဲ့ကိုယ်ရဲ့လူဖြစ်ခြေစုံပြနေတဲ့ဂျင်းဂါနာရဲ့ချင်းတွေကိုနီကက်ဆောင်ကြည့်နေတဲ့အတင်းတွေကတင်းဖြစ်နေပါတယ်ဂါနာရဲ့အဗရန်တင်းရဲ့လက်ရှိစာရုပ်ကဒီရက်ဒီမှာကုံဆုံးတော့မှာဖြစ်ပြီးဒီကလာမန်ယူရဲ့အိမ်မှာအခမဲ့ပြောင်းရွှေ့ခြင်းနဲ့ရရှိနိုင်တဲ့လာလာရှိတာကြောင့်မန်ယူတင်းတို့ဆက်ဆောင်မှုရှိနေလာတယ်ဖြစ်ပါတယ်အတန်းဆက်လေးနည်းရွှေ့ရှိပြီးဖြစ်တဲ့ဂါနာကလက်နောက်မှာစနေကုနေစက်တင်ဘာလမှာမန်ယူနဲ့တင်းကနေပေါင်း15တန်းဝန်းကျင်နဲ့အဗရန်တင်းကိုပြီးသက်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ် အဘရန်ဒင်းစ်ကိုရောက်ရှိပြီးတဲ့နောက်ပိုင်းမှာတော့သူကဒေးဗစ်မိုယာရဲ့လက်အောက်မှာအတင်းရဲ့အဓိကကွင်းလင်ကစားသမားတူဖြစ်ခိုင်းမှသာခြေစွမ်းပြသနိုင်ခဲ့ပြီးအတင်းရဲ့ယုံကြည်စရာတော့ကစားမားတွေတကတူဖြစ်လာခဲ့တာဖြစ်ပါတယ်။သူကခြေစွမ်းကောင်းတွေကြောင့်ပဲအဘရန်ဒင်းအတွက်မရှိမဖြစ်ကစားမားတူဖြစ်လာခဲ့တာဖြစ်ပါတယ်။ကနာဒါရဲ့လက်ရှိစာချုပ်က2026ခုနှစ်ဇွန်လမှာတက်တန်းကုန်ဆုံးသွားမှာဖြစ်ပြီးတင်းနေရအဘရန်ဒင်းမှာတနည်းထက်တိုးပွင့်ပါဝင်နိုင်ပွဲရှိနေပေမဲ့ကလပ်ဘောကသူ့ကိုရည်ရှိစာချုပ်တိချုပ်ဆိုဖို့အားထုတ်နေတယ်လို့သိရပါတယ်။အဘရန်ဒင်းကကနာကိုတက်တန်းလို့စာချုပ်ချုပ်ဆိုပေးဖို့ဦးစားပေးဆောင်ရွက်နေပြီး ညပြည့်ဒေးဗစ်မိုရဲကလည်းခုလိုမျိုးရေးပါတဲ့ဇာမတူးကိုလက်တကူလက်လုခံလို့ခြင်းမရှိကြောင်းကိုရှင်းလင်းလင်းပြောကြားထားပါတယ်။ဒိုင်မန်လက်စာချုပ်ညီနိုင်မှုတွေအချင်းတလာနိုင်တဲ့မြောက်ဂါနာရဲ့ချင်းတွေကိုမန်ယူနိုက်တက်တင်းပါဝင်နော်တီယမ်ဖိုရန်နဲ့အက်စတွန်ဗီလာတို့မျိုးတခြားသောပရီးမီးယားလိဂ်ကလပ်တွေကနီးနေကကဲစောင့်ကြည့်နေကြပါတယ်။မယူသင်းကဆိုပြီးအကယ်ဒမီထွက်ဇာမအောင်ကိုအခမဲ့ပြန်လဲခေါ်ယူနိုင်မှာဆိုတဲ့ချင်းတွေကိုစောင့်ကြည့်နေတာဖြစ်ပြီးသူကအူထဘကောင်းရင်ထွက်ခွာပြီးမှတခြားနေရာတွေမှာခြေစွမ်းပြသကြတဲ့ဇာမတွေကိုပြန်လဲခေါ်ယူတဲ့တမိုင်းဆောင်နဲ့လည်းကိုက်မိနေတာဖြစ်ပါတယ်။အေဗာဒန်တင်းရဲ့ရည်တိကြကတော့ခိုင်မာပြီးဂါနာကိုဇန်နဝါရီပြောင်းရွှေ့ကာလမှာဖြစ်စီ ။ရွာကြီးမှာဖြစ်တဲ့တခြားသတင်းတွေကလည်းလွတ်မြေမဟုတ်ကြောင်းကိုဆုံးဖြတ်ထားပါတယ်။ဒါမှလည်းစာချုပ်ပြဿနာကိုလင်းမြန်စွာဖြေရှင်းနိုင်ရင်မရှိပါကော။ဗန်နီနဲ့တင်းရဲ့စောက်ကြီးမှုကအပနာသင်းတို့ဖျားတစ်ခုဖြစ်လာနေပါတယ်။